အားလုံးပဲမင်္ဂလာပါရှင်။ဒီမဒီနေ့ဖတ်ပြပေးမှာကတော့ဆီယာမာကြီးခင်ဆွေဦးရေးသားထားတဲ့ဝိညာဉ်ဖြူဘသူဆေးချေပါဆိုတဲ့ဝိတ္ထုတိုလေးတစ်ပုဒ်ပဲဖြစ်ပါတယ်ရှင်။ဝိညာဉ်ဖြူဘသူဆေးချေပါ အခန်း၁စိမ့်စိမ့်လန်းလန်းညူဖတ်သောတည်ရွယ်များနှင့်တရေအုံညူညူတို့သည် အမြင်ကိုအေးချမ်းစေသည်မှလည်းအမှန်ပဲ။ဝယုံမင်းတို့ဤထူကဲတန်ဆွမ်းသော လုံးပတ်စိမ့်မောင်မောင်တို့ဤဝစီများဝစီထိပ်ဖြားမှဝါတို့နှွဲ့ဟန်ရင်းကဟန်တို့ကလည်း အနုစိတ်လှဒီမှာလဲအမှန်ပဲရန်ကုန်မြို့တနေရာတဌာနထိုးတော့အကြမှာညိုရင်းညစ်ဒဏီမိုးနှင့်ဝကတ်ကဖုန်ကြီးချောင်းတို့မှာလဲအရေးခုနာရဖြစ်ဒီမှာအမှန်ပဲထို့ပြင်ထိုးချောင်းများအနည်းစီဒီတဆူမှဆဲလဲတန်းတို့ဒီလဲတာယာတော်တေဂီတာကို ဖန်တီးပေးနေခဲ့သည်တူတော်လဲထိုးစီဒီထဲမှာငိုတန်းတစ်ချက်ခက်သေးသေးကြားရပြီးနောက်လူတွေအုံနေတာကိုတွေ့ရပြန်တော့ ။ဘာများဖြစ်လိမ့်မလဲဟုလုံတင်ကအထိတ်တလန့်စူးစမ်းခြင်းသလိုပြေးကြည့်မိသည်။ဇေဒီရာဟုတောင်းပေးတွင်မိမငယ်တယောက်ငိုသလိုရဲသလိုတိမ်မူရင်ရင်ဖြစ်နေကသူ့အနီးမှအမင်းနှင့်တူသူမျိုးသမီးကပွေဖက်လျက်ရက်ခတ်ပေးနေတာကိုတွေ့ရသည်။ဝိုင်းအောင်ကြည့်နေကြသောဇာမင်ဆွေရက်ကမလူစုများသည်များသည်ထက်များလာသလိုပင်ခက်စောစောစူတောင်းမြေစီတော်ပရဝံကအထွက်မြင်းလင်းလန်းဤတွင်ဆိုက်ကတ်ထားသောကိုပိုင်ကနှစ်စီးနာဝိုင်းအောင်နေခဲ့သောကလေးတစ်တိုင်းသည်ပင် ဒီဘက်သို့အာယုံကူပြောင်းလာကအပြေးလွှားရောက်လာကြလေသည်အခန်းနှင့်လုံးနေသည်ခေါင်းရဲဈေးတယ်လေးများကြားမှအသာတို့ဝင်လာကတစားနှင့်တစားမြင်သာသောနေရာအရောက်တွင်တရေမင်းမြန်ပြီးအချက်လက်စူးဆောင်းရသလောက်စူးဆောင်းမိပြီးဖြစ်သည်ဘာဖြစ်တာလဲဘာဖြစ်တာလဲနောက်မှရောက်လာသူတို့အားစိတ်ကြည်နဲ့စီရန်လုံလောက်သောအဖြေများလုံးတင်ပေးနိုင်ပြီးဖြစ်သည်သူကိုယ်သူကျင်းနဲ့အားရခြင်းနဲ့ဖြစ်မိသည်ကောလိတ်ကကောင်းမှလေးပဲ ဲ့ဒါသူ့အမေနဲ့စူတောင်းမိဖုရားလည်းရောက်ရောငူလိုက်ရေလိုက်ဖြစ်လို့ဩဒါများလုံနေမီးကအကောင်လေးတယောက်ကတော့ပခုံးတစ်ချက်တွန့်ကသူနင်းလာတော့စိုက်ကားရထားသောနေရာသို့ခတ်တုံတုံပြန်သွားသည်ဩဒါများလုံမနေနဲ့ချီအေးရဲ့အခုဟာကဆန်းနေလုံနေကချီအေးနောက်ကျောကိုဆက်ကနေလှမ်းကြည့်ပြီးမျက်စောင်းတစ်ချက်ဝင်လိုက်သည်သူလက်ထဲမှာတင်းလက်စမချစ်စုတရေတီတလုံးကိုကြည်ကြပအောင်လက်ထဲဆုပ်ကိုင်းပြီးရှေးသို့ခြေတလန်းတူးကြည့်ပြန်သည် ပြန်သွားကြတော့ခေါင်းရွက်စည်းတဲ့အချို့ဤနေရာကွက်လက်များအားသွားသဖြင့်နည်းနည်းအသက်ရှူချောင်သွားသည်။ကောင်မလေးကချော့တော့ချော့သားနော်။ချော့လာတော့မချော့ပါဘူးမင်းသမီးတွေလိုပြင်ထားလို့ပါ။လှပါတယ်တော့။လူတွေပြောတန်းဆူတန်းကြတဲ့လုံနေကလည်းသူ့ထင်မြင်ချက်ကိုမရမနေတဲ့ချက်ပြစ်သွင်းလိုက်သည်။ဖြူတာလေးပါပဲဒီလို16နှစ်20အရွယ်ကတော့ချစ်စရာကောင်းတာပေါ့။အနာကနေကမျက်မှန်ဝိုင်းကြီးတက်လို့ရက်ခတ်ပေးတဲ့အမျိုးသမီးကသူ့အမေလား။ဟုတ်မယ်ဟုတ်မယ်။ သမီးလေးသမီးလေးလို့ပြရားခတ်နေတာပဲမတွေ့ဘူးလားယောဂီဝိစုံနဲ့ဗတိကင်ထားတဲ့အမျိုးသမီးကရောဒီဘက်ကအပြန်စားယောဂီကိုမေးတာမဟုတ်လားခတ်ဆုံဆုံမဟုတ်ဘူးလေနေနေဟဲလုံးတင်တယောက်ဟာပြောလဲပြောတတ်ပါအပြန်စားယောဂီရဲ့လို့ဟုတ်တယ်အတော်ရဲ့သူ့ယောဂီဝမ်းဆက်ဝတ်ထားတာကြည့်တကယ်မိတယ်ဖနက်တောင်စင်ကာပူဖနက်ခေါ်တယ်တဲ့အညိုရင့်ရောင်လေးလိုက်တယ်နော်ဘရာဇီယာကလည်းအကောင်းစားတော့လက်သေးအညိုရောင်ဆိုရင်အဲ့လိုတောက်တာမျိုးကနိုင်ငံခြားပြည့် ဟဲ့ကြားသွားပါမယ်ဟဲ့မကြားပါဘူးအဝေးကြီးဥစားအဲ့ဒီမိန်းမကဟိုလိတ်ခုံးကားဖြူဖြူနဲ့လာတာတဲ့ခုမူးလဲနေတဲ့ကောင်မလေးကဒီဘက်ကတိုယိုတာကားအဝါစင်းကအဲ့ဒီမိန်းမကြီးဒီလိုခဏခဏလာတာတွေ့ဘူးသားပဲရာဦးတောင်မှာထီရွေပန်းတွေလာလာကတ်တာတစ်ဆယ်ကျပ်ဖို့အနည်းဆုံးရှိမယ်နှင်းစီတွေမှာအက်လို့လှလိုက်တာသူတို့ပစံတိတ်တုံးနိုင်တာပဲပစံအိမ်တောင်200ကျော်ပေးဝယ်သုံးတာမျိုး လုံတင်ကဝမ်းနေစိတ်နဲ့ငိုင်းနေမိသည်ငါတရတိရောက်လို့တနေကုန်သွားတာတလားတလားဝင်တဲ့ပစံတောင်ဒီလောက်မရှိဘူးအိုးကိုထိုးရှင်ရတဲ့ဘစ်ကိုစက်ရုံတို့အားကလာစားထက်တောင်များသည် သူတို့ကလူချမ်းသာတွေပဲထင်ပါရဲ့အင်းလေဒီလောက်ချမ်းသာနေမှငိုရရရနဲ့ဖြစ်ကအဲ့ဒီကောင်မလေးကဘာဖြစ်တာလဲသူကရှေးတုန်းကဘရင်တပားရဲ့သမီးတော်တဲ့တော့ဒီဖျားမြင်တော့သူ့ဘဝဟောင်းကိုအောက်မေ့ပြီးငိုတာဒီဖျားကသူ့ခမဲတော်တဲခဲ့တာတဲ့ ခုကတော့အစ်စ်ပြန်တယ်တာကိုနန်းဟန်ပဟန်စကားတွေလည်းပြောတယ်သူ့ခမဲတော်ကိုလည်းဖူးမြင်ကျင်လိုက်တာတဲ့တော့အဲ့ဒါဘွားဟောင်းကအဆက်အနွယ်ပေါ့မသိပါဘူးသူ့အမေကဟိုမျိုးသမီးကိုပြောပြတာတော့သူ့သမီးလေးကဘရင်သမီးတော်အထုံပါလာတာမို့မတက်တဲ့အရက်တွေပါလေသွားလို့မရဘူးတဲ့အတူပါအိမ်ဆိုရင်ဒီကိုယ်လုံးရားရံလာရောတဲ့တင်းညိုင်းဆိုဘယ်တော့မှမသွားရဘူးတဲ့သူတီမပဲသွားရမှာပေါ့နော်လုံးတယ်နီးမ ခုနှစ်နှစ်သားကလေးတယောက်ကဖြက်ခနဲမေးလိုက်လေသည်ဟဲ့ဒီမတော့သွားရမှာပေါ့လူကြီးတွေစကားပြောတဲ့ထဲနားမလဲပဲဝင်မပြောနဲ့လုံးနေမှာသူ့စကားစာပြတ်သွားသဖြင့်နှုတ်ခမ်းတလန်ပန်းတလန်နဲ့အနာကကောင်းလေးကိုဟောက်လိုက်သည်ကောင်းလေးကမျက်လုံးလေးပေကလပ်ပေကလပ်နဲ့နှစ်တချဲရှုံကအပြည့်ရှိသူဗမာအသာညင်သက်နေသည်လုံးနေသည်စိတ်ဝင်စားလာထက်စိတ်အားထက်သန်နေစေမှုသူ့နံမီကမေမာသည်တဲ့မေမာသည်အင်းချစ်စရာလေးနော် သူ့မိကမမကြီးဒီဆိုလားသူတို့ခေါ်တန်ကြတာပဲအဲ့ဒီမိမာဒီရဲ့ခမဲတော်ဟောင်းဘရင်ကလည်းအခုဘယ်နိုင်ငံမှာဆိုလားပဲဘာဆိုလားမသိဘူးဖြစ်နေတာတဲ့အဲ့ဒီဘရင်ဆိုတဲ့လူကြီးအိမ်ကိုမိတ်ဆက်သွားပြီးအဲ့ဒီအကြောင်းပြောပြဖို့ဟာမပြောလိုက်ရလို့ကောင်မလေးမိကစိတ်မကောင်းမှုတဲ့ပြောလို့ဘရင်ဆိုတဲ့လူကြီးကယုံမလားယုံမှားတဲ့လုံနေသည်သူစကားပြောလောသွားတာကိုတရိယာကခိတငိန်သက်သွားပြီးမှ ။ကောင်းမလေးကအဲ့ဒီလူကြီးအကြောင်းကိုအဝေးကနေလှမ်းလှမ်းသိနေတယ်တဲ့။တော်နေကြဖေဖျားဖျားနေတယ်။ဖေဖျားရာထူးတိုးမယ်။ဖေဖျားအိမ်မှာဘာပစ္စည်းပျောက်တယ်ဆိုတာကအစစုံစမ်းရင်မှန်လွန်းလို့တဲ့။အဲ့ဒါသူ့အမေကပြောတာလား။အနာကလူတစ်ယောက်ကမေးသည်။အင်းပေါ့။သူ့အမေကပြောတယ်ဆိုတော့ဖြစ်နိုင်ပါလေ။ဇုံတယောက်ကပြောတော့စောစောကမေကုံးထုတ်သူကခတ်အုပ်အုပ်ရင်မောနေသည်။ အဲ့ဒီလူကြီးကိုမပြောလိုက်ရတာတော့နားတယ်နော်နိုင်ငံခြားပစ္စည်းတွေဘာတွေမှားလို့မရတော့ဘူးပေါ့အော်လုံးနေတယောက်ကလည်းယူတယ်ဆိုမှပဲဖော်ပြနေပြန်ပြီနိုင်ငံခြားပစ္စည်းနင်းလဲရမှာမဟုတ်ဘဲနဲ့နေစမ်းမှာအတော်ရဲ့ကျုပ်ကလည်းဓာရီမမက်မောပါဘူးစကားအဖြစ်ပြောတာပါ ကောင်မလေးကလည်းခုဘဝမှာသူလဲကောင်းစားတာပဲသူ့ကိုမင်းမျိုးမှမွေးတာတဲ့မင်းမျိုးမှမွေးတာနဲ့ကောင်းစားရော်လားပစိုးစိမ့်နဲ့ချွေးတွေရွှဲနေလျက်ချင်းစော်နန်နေသောဇေရန်ចောင်းသားအွယ်ကောင်လေးကပြောလိုက်သည် ဟဲ့ဖုံးညူရဲ့ရှေးလုံးကမျက်နှာဖြူဘူကြီးတွေနေခဲ့တဲ့မြို့မှာမွေးတာကံကောင်းလို့တဲ့သူ့အမေပြောတာဒါလေးကမင်းမြို့မွေးလေးတဲ့အင်္ဂလန်မှာမွေးရင်ပိုကံကောင်းမှာပေါ့နော်ပြောင်းဒီသားနောက်ဒီလားမသိတစုံရောက်ကဝင်ထောက်စဲဖင်လန်မှာတော့မမွေးကျင်နဲ့ကြည်ကောင်းမှာမဟုတ်ဘူးအဘယ်လူရှုပ်လူနောက်ကဝင်ပြောဒီမသိလိုက်ရလုံးနေကတော့မျက်တောင်လေးပုတ်ခတ်လို့လည်းစကားကောင်းပြောနေတာတော့မနောက်ကြနဲ့အံဩစရာကောင်းလောက်အောင်မင်းလုံးနေသည်စိတ်ပါဝင်စားမှုပြင်းထန်လျက်ရှိသည် သူမနည်းနည်းမှညင်းဝေးနိုင်ခြင်းမရှိကိုယ်အလုပ်သူ့လုံးနှင့်အတီးတီးပြန်သွားကြတော့လဲလုံးတယ်မပြန်နိုင်သေးခလေးတွေပင်ကြာတော့ပြင်းလာဟန်ရှိသည်ခလေးတိုက်ဇီဒီပဒုံမှထွက်ခါကားနာတွင်ရေဝဲနေကြပြန်သည်လုံးနေသည်ကားနာမှခလေးတအုပ်စုညံနေသည်ကိုကြည့်ရင်ကားတွေကငေးကာဒွေရက်ွက်နံမီကလည်းအပြန်စားပဲစားမြင်ဆွဲရက်ွက်ကားသာဆိုရင်ဘလောက်အဖိုးတန်လိုက်မလဲနော်ငါကိုဘာလို့များလူချမ်းသာပိုက်ထဲမဝင်စားစေတာလဲ အမေတို့အဖေတို့လင်းတဲ့ကိုထွန်းရွှေတို့လိုဆင်းရဲသားဝမ်းပိုက်မှာတရေတီစီရတာလေကြည်စံကောင်မလေးဟာအရင်တုန်းကဘရင်သမီးဒီဘဝမှာတထေးကြီးသမီးလားအရာရှိကြီးသမီးလားကောင်းတော့ကောင်းစားတာပဲအမေသူဟိုတုန်းကအကြောင်းနန်းဟန်အတမ်းပဲပြောတာနားထောင်ကောင်းရအောင်နဲ့အင်းအင်းရှိကနန်းဟန်အတမ်းပဲဟာငါတိလို့လားဟုတ်သေးပါဘူးတခါမှလည်းမကြဘူးပဲနဲ့လုံးနေသည်သူ့ဘာသာသူရဲချင်းတို့ဖြစ်ပြီးရှက်သွားသည်ငါတွေးတာဘယ်သူမှမသိလို့တော်ပါသေးရဲ့ ဘေဘီကိုအသာခိုးကြည့်ပြီးမှမိမာဒီကိုအာရပါရစိုက်ကြည့်နေမိပြန်သည် အခန်း၃မိမာဒီအတန်ဝဲပြောတာနားထောင်ကောင်းသည်ဟုအောင်းမေးပြီးမှတစ်ချက်တည်းရသည်မိမာဒီစကားဝဲပြောတာရုပ်ရှင်ထဲမှရုပ်ရှင်မင်းသမီးတွေရှမ်းတန်ဝဲတာနဲ့လူတို့လိုကရင်တန်ဝဲတာနဲ့လူတို့လိုကချင်တန်ဝဲတာနဲ့လူတို့လိုရှိသည်နောက်ဆုံးဤသုံးမျိုးကိုတလှည့်စီဝဲနေသည်ဟုလည်းထင်မိသည်မိဖျားနဲ့မိမာနဲ့တနေ့ကြတွေ့မှာပါမမီးရဲ့ ခုဘွားမာမီကိုဖတ်ထားသည် လုံနေသည်သူတို့သားမီလျောင်လုံးကိုငေးကြည့်ရင်တောင်စီရင်မရတွေတွေးပြန်သည်ဟိုတုန်းကငါဘာဖြစ်ခဲ့ပါလဲလူလားနတ်လားဘလူးလားခွေးလားဝက်လားဒီနေ့အချိန်ခါမှာတော့ဝက်မဖြစ်ချင်ဆုံးပဲဝက်ကဈေးပေါ်ပေါ်နဲ့အလုတ်ဖြစ်လို့ဝက်ကြီးပဲစားနေကြတာမှိန်နေကြီးအသက်ခံရတော့မှာပဲဒီကြားတဲ့ဝက်သားနေရာခွေးသားအစားထိုးကရောင်းသည်တလောကချက်စားတဲ့ဝက်သားဆိုတာမတင်ကြပါဘူး အသားကနူးလဲနူးညံ့ချိုများများနဲ့ဓာစားပြီးပူလုံးလို့ရေကြီးချိုးကျင်နေတာရွေခေါင်ခေါင်မိုးရေကလည်းရှားပါလာသည်ရေဆိုရခုမှတရေရသည်ရေပုံပိုင်းတွင်ရေပုံထားခဲ့တာကိုယ့်အလှရောက်ပြီလားမသိဘုံနှန်းကအရှိကြီးရဲ့ဈေးအောင်ရတာတစ်ဖက်နဲ့ရေခမ်းရတာအလောက်ကတစ်ဖက်မိမာဒီအိမ်ဆိုရေပိုက်ကဖွေးကနေစီးကြလာမှာပဲနော်သူတို့အိမ်ကလည်းအပြန်စားလာမသိကျွေရေရှိုးကန်းရှိမလားမသိ နိုင်ငံခြားရုပ်ရှင်တွေကလိုမျက်နှာသုံးပွားကြီးပလက်ရဲ့ရေချိုးကန်သွားမိထင်သည်ဒီလိုဖြူဖြူနွဲ့နွဲ့နဲ့မိန်ကလေးမျိုးသည်ရုပ်ရှင်တွေကလိုကြည်ကောင်းမိထင်သည်လူဘွားတွင်လူဖြစ်လာရသောလူအဖြစ်ကဘာလို့များ꽌ပြားခြားနာနေရသလဲခလာတာရုပ်ဆိုးတာပိန်နာဝတာပညာတတ်တာမတတ်တာတွေ꽌ပြားခြားနာပါစေတော့ပဆန်ရှိတာမရှိတာတော့မခြားနာပဲနေရင်ဘလောက်ကောင်းမြည်လဲနော်မမီးသမီးလေးကိုတော့နောက်ပြားစီရီစီခေါ်လာလို့မဖြစ်ဘူး အင်းကပဲစိတ်မှန်းနဲ့ဖူးတော့နော်ဒါကြောင့်မမကေဒီကိုဆရာကပြောတာညီမရဲ့ကလေးကဇီဒီဟောင်းတွေကြီးသွားရင်လည်းမရဘူးတဲ့တယောက်ထဲလည်းမလွတ်နဲ့တဲ့တိုက်ကခေါ်มาကြောင်းလုံးတင်ကြသည်ဖြန်းကလေးထားသွားသည်အေးတဲ့လုံးတင်နောက်မှကောင်းလေးနှစ်ယောက်အငင်းပွားနေကြသည်ဘယ်စကားကဘလို့စား၍ဘလို့ငင်းကြသည်မသိဟေ့မင်းနောက်ဘွားရှိတယ်ဆိုတာအခိုင်အမာတက်တည်ပြနိုင်လားဟာဒါမျိုးပဲပြနိုင်မှာလေရှိတယ်လို့ငါယုံတာပေါ့ ငါလဲယုံကြည်ပါတယ်ရှိတယ်ရှိစီကြည်ပါတယ်မင်းကမရှိဘူးထင်လို့လားမရှိပါဘူးကွရှိပါတယ်ကွာမရှိပါဘူးဟေ့ရှိတယ်သာအာမခံချက်အသေးချပေးနိုင်ရင်ငါအခုချက်ချင်းငါ့ကိုငါတတ်သေးတယ်ကဲတတ်သေးတော့ကွာရှိတယ်ရှိရင်တကယ်တတ်သေးတယ်တငယ်ချင်းငါဒီဘဝမှာမနေချင်ဘူးကွလုံနေကနောက်ဖက်သူ့အမျက်ဆောင်တစ်ချက်လှဲ့ထိုးကဒီကောင်လေးတွေဟာတောင်စီရင်မြတွေညင်းနေတာပဲဘာမှလဲနားမလဲပဲနဲ့ဟုစိတ်ကြီးဝင်ထည့်ရဲ့တွေးမိပြန်သည် စောစောကတကူလုံးချင်းစွန်နန်နေတဲ့ဆယ်တန်းចောင်းသားရွယ်ဖုံးညူဆိုတဲ့កောင်းလေးနှင့်အပေါင်းအသင်းတွေကပဲဖြစ်မိထင်သည်ရေမချိုးတဲ့ချင်းစုပ်កောင်းလေးတွေအေးလေရေကလည်းမရှိဘဲကိုလုံးတင်ပင်တမနခင်းလုံးရေမချိုးရသဖြင့်အနေရထိုင်ရခက်နေသည်ကို အမှတ်ရမိသည်ငါလည်းလက်ပတ်စွန်နန်နေမှာပဲသူ့ကိုနန်းကိုသူမသိမသာရှူကြည့်ပြီးနှာခေါင်းရှုံလိုက်သည်ကောင်းလေးတွေပြန်ကန်ပြီးတော့တစုံတရာကိုပြောင်းပြည့်ရင်းရေရွတ်သွားကြသည် ဒီကဘာမှာကျွန်တော်အနံဆုံးနဲ့သူတို့ဘာသာသူတို့လည်းတည်သားပဲလုံနေသည်တယောက်တည်းကြည့်ရဲ့ခါကြံ့ရဲ့ခဲ့သည်အခန်းလေးလူတွေလည်းတစားတစားအနေပါသွားပြီမိမာသည်နဖူးချွေးများကိုဒေါ်ကေတီကတုပ်ပေးလိုက်သည် လုံနေသည်သူတို့နှင့်အနီးကပ်ဆုံးနေရာသို့တရွေ့ရွေ့တူလာသည်သူတို့ကိုကလားလက်ကင်ဘွားကလားမသိမှုေးလိုက်သည်ဖြစ်ရှင်ရေမှွေးနှံမှာအတင်းတင်းကလေးပြန်မှွေးနေသည် ညနာမှာပေါင်လာရဲနဲ့ကလည်းချွင်းနှန်းနှင်းရောနေတော့လဲမှုင်းမြင်အင်းဒီနေ့တော့မိမာရဲ့ဖီဖျားဘဝမနေ့ပြန်တော့မမဂီတီရဲ့ကိုကြီးကျော်ဇလန်းကလည်းရှိသေးတယ်ဒိုဂီတီကဟန်ဆောင်ဆိတ်ရှုပ်သူလိုအမူအရာနဲ့ရဲလေးရဲ့ပြောသည်ဘဲအိမ်မှာလဲဦးထင်းမြင့်တို့အိမ်မှာလေဘဲအိမ်လဲအိမ်ကြီးလားအိမ်လေးလားဟင်အင်းလုံရော်မယ်ညီမကလည်းအိမ်ကြီးပေါ့သူ့မယားကြီးရဲ့သားကတလောကထိပေါက်တယ်လေမင်းကလေးကအိမ်မက်ပေးတာတဲ့ ဲ့ဒီအိမ်မက်ထဲကကနန်းတိုင်းထိုးတာဘလောက်ပေါက်တော့9000။အော်ယရနာရှိရာယရနာစုပဲ။သူတို့ပြောသောစကားကို လုံးတင်ကုန်နားမလဲ။ဗမာစကားအစစ်မှဟုတ်ရဲ့လား။ထိုခိုက်မိမာတီတို့လည်းပြန်သွားကြပြီ။မိမာတီနှင့်ဒေါဂီတီတို့ဇက်လဲဤတွင် နေထိတန်နေပြီ။အခန်းကလုံးတင်ဇက်ကတော့ဤနေ့အဖို့အဆုံးမသက်။အိမ်ပြန်လုံးတင်ရေပုံးပြောက်တာကိုသိရသည်။ မောင်လေးကိုအဆောင်ထားခဲ့လျက်ဘသူအလေးတုံသွားသည်မသိအဖေနှင့်မိတို့ဆူကြသည်မှဝဝွက်ွယ်ရေနံစီဘုံတစ်ပုံးအစိတ်30 40တန်သည်ကိုလည်းဒုံးတင်မစင်းစားခြင်းကျုပ်ပြန်ဝယ်ပြပါမယ်တော့မရေတရေပြောလဲမရဘာထူးလဲပတ်စံအလကားရသလားတဲ့မရှိစုတရေသည်စိတ်ရောင်းလာလဲဂဏိအဖို့နှစ်ချက်တမတ်ပဲရသေးတယ်ပတ်စံကအလကားရလာရှိမလားတော့ကျုပ်တည်တာပေါ့လုံးနေသည်စူလုံးမကစူလာတော့နှုတ်လန်ထူသည် ဘရင်သမီးဖြစ်တာနဲ့နင်းနဲ့ဘာဆိုင်လို့လဲဆိုင်တော့မဆိုင်ဘူးပေါ့ဘူဒ္ဓတလေးဘာလေးရလို့ရညာတွားကြည့်တာပေါ့ဘာဘူဒ္ဓလဲဒါမျိုးဘူဒ္ဓကနင်းကိုထမင်းကျွေးထားလားအမေကမြည်တမ်းရှိကြီးနဲ့မြည်ပြန်သည်နင်းလားနင်းထွန်းရှင်လို့လင်မှုငါလို့ဆိုကွာပြစ်တယ်အိုးကွာပေါ့နင်းမဲပေါ်လုံးတော့အမေစကားကိုမခံချင်သဖြင့်ပြောမိပြောရာတွေပြန်ပြောသည်ဟဲ့မီလုံးဒါဘာစကားလဲအမေကထောက်ဟောက်သည် ဘရင်သားဖားဆက်တွားကြည့်မိတာနဲ့တကယ်တည်းရာဇဝင်မှုကျူးလွန်တာကြနေတာပဲမတရားကြပြန်ပြောပြီးအဖေမကြပါစေနဲ့ဟုကြပြကြရာဆူတောင်းလိုက်ရသည်အမေကတော့ကက်ကက်တက်တက်ကြားလိုက်ပြီးတနေ့လုံးမှတနေ့စားရတာကိုခုအလုပ်ပြတော့နင့်ကိုဘသူကကြွေးမှလဲကြည်စမ်းဈေးရောက်တာဆန်တပီဘိုးတောင်မရဘူးငါဟောဒီပတ်စံဘူးမြင်ရင်ကိုအသေးရတယ်စိတ်တူတယ်ကုထုံးရှင် ပြန်လာတော့အချင်းဒီကပူဆိုးသည်စကားနဲ့သလောက်စိတ်တူကအလုပ်ကမမောမမန်းပြန်လာတော့ကုထုံးရှင် လုံးဒီဒီမားကို6000နှစ်နှစ်ချက်간သည်ရေနံစီဘုံကကိုထွန်းရှင်ဝယ်ပေးထားတာဖြစ်သည်ရှီစုမဲစုစင်းရဲသားတို့ဤအိမ်တော်ဥပစီလည်းဖြစ်သည်မှတ်ထားနင့်လင်ကိုကြီးကျော်ရှိရာနောက်လိုက်ကြည့်တာမှစက်သားကျော်စားရအောင်မယ်ခုဟာကအီမရခါတိုင်းညံ့ညတာတာကန်နေကြဒီတခါခါယူမြေတော့အောင်ကန်ခရရသဖြင့်လုံးတင်သည်ရှူရှူရှာရှာဖြစ်ကအိုးလိုက်မယ်လိုက်မယ်ဘာဖြစ်သေးလဲဘရင်ဇက်ဖြစ်ဖြစ် ဘေးရင်သမီးတော်ဆက်ဖြစ်ဖြစ်ကျုပ်ဘာသာကျုံသွားကြည့်တာတော်ကဘာမနာလို့တော့လာသမျှဆက်တွေအကုန်ကြည့်ပြင်မယ်ဒီဖျားမာကိုကျုပ်သွားနေပြီးကြည့်ကိုကြည့်ပြမယ်မှတ်ပလားလုံတင်ကငိုရှိုက်တန်နဲ့လူအော်ကြီးဟိကျဲခုနှစ်တန်နေကပြောလိုက်လေသည်ကိုထိုးရှင်ကသူမိန်းမဤကလေးဆန်သောမျက်နှာကိုစိမ့်စိမ့်ဝါးဝါးကြည့်ကမတိမတာရော့ကြလာသောမျက်နှာကိုပြန်တင်းလေးရဲ့တောက်တစ်ချက်ခောက်သည်တောက်တော်တော်အသိဉာဏ်မဲတဲ့မိန်းမအဲ့ဒါအပြစ်လားတော့မတိရပါဖြစ်လေ ကျုံနေကြတဲ့ဘဝကျုပ်တိပါတယ်တော့ကျုပ်ကဆင်းရဲတယ်ညံလဲမွဲတယ်ကျုပ်ဘာမှမသိပါဘူးရှင်မချင်းရင်လည်းမချင်းနဲ့ပေါ့ကျုပ်မသိတာကျုပ်ဘယ်တတ်နိုင်မလဲရင်ထဲမှာလာတော့အတန်နှင်းစကားပြောရင်ငိုနေသည်ကလေးငယ်ကဲ့သို့သောမျက်နှာတွင်ရိုးသားဖြူစင်ခြင်းအယိတ်သည်ထင်ဟပ်နေသည်ဆင်းလဲဆင်းရဲသည် အသိပညာလည်းမဲ့သည်ဟုဝန်ခံကာငိုနေသောမယားအလှကို ကိုထွန်းရှင်က တွေ့တွေ့ကြီးစိုက်ကြည့်လိုက်သည်လုံးဒီဤမောင်ငယ်သူရောက်ဖအထွေးဆုံးဤ ူပဗိဒါစာအုပ်မှစာရွက်လို့ပေါ်တွင် ကိုထွန်းရှင်သည်စိတ်မငြိမ်မသက်နှင့်တောင်းချင်းမြောက်ချစ်ရင်းနေသည်လုံးတင်လေးနင်းစေးရတာနဲ့အတိညာမဲ့တာနဲ့ဘသူကမချစ်ဘူးပြောလို့လဲခဲရပါလားနော်ယောက်ျားမတွေရှိမရအလှကိုကိုထီးလဲရောက်ချောရမှာချက်သဖြင့်လုံးတင်နီးမရောမလဲကတ်သွားရင်ခလီလည်းမဟုတ်ဖဲနဲ့ငုံမနီစမ်းမာနဲ့တိတ်ဟုခက်ဆက်ဆက်လေးပြောကစောစောကမှရောက်ဖာလေးလေးချင်းကန်းဆောင်မှဆုပ်ယူတော့စက်ကူလွတ်ပေါ်ဤတို့ဤခဲလေသည် အံ့ဖွယ်ရတော့မဟုတ် လုံးတင်ယုတ်ချီအငူတိတ်သွားလေသည်မိုးဝေမဂဇင်းဇွန်လ1989နားဆင်ပေးခဲ့သူအားလုံးကိုကျေးဇူးများ í တင်ပါတယ်ရှင်